ယေရမိအနာဂတ်တိချံအခန်းကြီး52အငယ်1မှ34ဇေတကိမင်းသည် အသက်22နှစ်ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌17နှစ်ဆိုးဆန်လေ၏မေရောကလိပနမြို့သူယေရမိသမီးဟာမုတလဖြစ်သည်တည်း ထိုမင်းသည်ယောယကိမင်းပြုတ်သမျှအတိုင်းထာဝရပြားရှိတော်၌ဒူးစီရိုက်ကိုပြုတ်၏ထာဝရပြားသည်ယူဒပြည်သူယေရုရှလင်မြို့သားတို့ကိုအထံတော်မှမနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍ဇေတကိမင်းသည်ဘာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏ဇေတကိမင်းနန်းဆန်၉နှစ်တတမလ၁ရက်နေ့တွင်ဘာဗုလုန်ရှင်ဘုရင်နေပုခ္ခနေစာသည်ဘိုးချေအပေါင်းတို့နှင့်တကွယေ ရုရှလင်မြို့သို့စစ်ချီသဖြင့်မြို့ပတ်လည်း၌တက်ချ၍မြေကတုတ်တို့ကိုတူးလုပ်ပြီးမှဇေတကိမင်းနန်းဆန်၁၁နှစ်တိုင်အောင်မြို့ကိုဝိုင်းထားလေ၏ ထိုနှစ်စတုဒ္ဒလ9ရက်နေ့တွင်မြို့ထဲမှ အလွန်အစာအာဟာရခေါင်းပါသဖြင့်မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါခလဒဲလူတို့သည်မြို့ရိုးကိုဖြိုဖောက်၍မြို့ကိုလည်းဝိုင်းနေသောကြောင့်မြို့သားစစ်သူရဲ့အပေါင်းတို့သည်ညအခါပြေး၍မြို့ရိုးနှစ်ထပ်ဆက်ချာ ဥယင်တို့နာ တကားဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏ခလဒဲစစ်သူရဲတို့သည် ရှင်ဘရင်ဇေတကိကိုလိုက်၍ယေရုခေါလွင်ပြင်၌မိသည်ဖြင့်ဇေတကိမင်း၏စစ်သူရဲအပေါင်းတို့သည် လွင်ပြေးကြ၏ရန်သူတို့သည် ရှင်ဘရင်ကိုဖမ်းဆီး၍ဘာဘူးလုံရှင်ဘရင်ရှိရာဟာမက်ပြီးရိပလမြို့သို့ဆောင်သွားကြ၏ ဘာဘူးလုံရှင်ဘရင်သည်ဇေတကိဤအမှုကိုစစ်ကြောစီရင်၍ဇေတကိမင်းဤသားတော်ကိုအဘမျက်မှောက်၌တက်လေ၏ရိဘလာမျိုးမှယူဒမူးမတ်အပေါင်းတို့ကိုလည်းတက်လေ၏ဇေတကိမျက်စိကိုလည်းဖောက်ပြီးမှ သူ့ကိုကြေးဝါကျိုးနှင့်ချီနှောင်၍ဘာဘူးလုံမျိုးသူယူသွားသည်ဖြင့်တေဒီတိုင်အောင် ထောင်ထဲမှလှောင်ထားလေ၏ဘာဘူးလုံရှင်ဘရင်နေပုခ္ခနေစာနန်းစံ39နှင့်ပြစ္စမလ10ရက်နေ့တွင် အမှုတော်တန်ကိုယံတော်မူနေပုဇရတန်သည်ယေရုရှလင်မြို့သို့လာ၍ဗိမာန်တော်နန်းတော်မင်းအိမ်စင်ရဲသားအိမ်ရှိသမျှတို့ကိုမိရှို့လေ၏ကိုယံတော်မူ၌ပါသောခလတဲ့ စ်သူရဲ့အပေါင်းတို့သည်ယေရုရှလင်မြို့ယိုရှိသမျှတို့ကိုဖြိုဖျက်ကြ၏ထို့အခါကိုရန်တော်မူနေဘုဇရဒန်သည်မြို့ထဲမှကြံ့ကျွင်းသော စင်ရဲသာဘာဗုလုန်ရှင်ဘုရင်ဘက်သို့ကူးသွားနှင့်သောမြို့သာ ကျွင်းသမျှသောသူတို့ကိုတိမ့်သွားလေ၏တို့ရာတွင်စပြစ်ဥယင်ကိုပြုစု၍လယ်လုစေခြင်းငှာစင်ရသာအချို့တို့ကိုထားခဲ့လေ၏ဗိမာန်တို့၌ခြေဝါတိုင်တို့ကို၎င်းခြေဝါရေကန်ကို၎င်းရေချိုးအင်တို့အခြေအမြစ်တို့ကို၎င်းခလဒဲလူတို့သည်ချိုးဖဲ့၍ခြေဝါရှိသမျှကိုဘာဘူးလုံမျိုးတို့ယူသွားကြ၏အိုကင်တူရင်းပြမီးညက် ။ဩဇွန်းမှစ၍အမှုတော်ထမ်းစီရာကြေးဝါတစားရှိသမျှတို့ကိုလည်းယူသွားကြ၏။ရွှေတစားငွေတစားဒီဟုသောအင်တုံလင်ပန်းဩဩကင်း မီးခုံဇွန်ဖလားများကို ရွှေဖြစ်စီငွေဖြစ်စီကိုရင်တော်မှုသည်ယူသွားလေ၏ဗိမာန်တော်၌ရှောလမုန်မင်းကြီးလှုပ်သောတိုင်နှစ်တိုင်ရေကန်တစ်ခု ရေကန်ခန့်စရာ အခြေအမြင့်ကြီးဝါနွား18ခု၌ပါသောကြီးဝါသည် အချိန်အဖြစ်အတိုင်းမတိများ၏ တိုင်အမြင့်က38တောင်ရှိ၏လုံးပတ်မူက32တောင်ရှိသောကျိုးတစ်ပတ်ရှိ၏ခေါင်းပွားဖြစ်၍ဒု၄တစ်ရှိ၏ ကျေးဝါတိုင်ထိတ်လဲရှိ၏တိုင်ထိတ်အမြင့်ကား9တောင်ရှိ၍ထိတ်ပတ်လဲကျေးဝါကုံရွယ်ကျေးဝါတလဲသီးတို့နှင့်ပြည့်စုံ၏အခြားသောတိုင်သည်လဲထိုအတူဖြစ်၍တလဲသီးတို့နှင့်ပြည့်စုံ၏တိုင်တမျက်နာ၌တလဲသီး96လုံးစီရှိ၍ကုံရွယ်တစ်ဖက်၌တလဲသီးပေါင်း100ရှိသည်ကိုယေနုံမှုနေဘူးဇာရတန်သည်ဂိဘရောဟိတ်မင်းစရာယာ ဒုတိယရစ်ပရောဟိတ်ဇေဖနီ ဗိမှန်တော်တကားမူသုံးယောက်တို့ကိုဖမ်းဆီးလေ၏စစ်သူရဲတို့ကို အုပ်တော်ဘူတယောက်မြို့ထဲ၌တွေ့မိသော တိုင်ပင်မူးမှတ်ခွနှစ်ယောက်ပြည်သူပြည်သားများကိုနှိုးဆော်သော တက်စရေးကြီးတယောက်မြို့ထဲ၌တွေ့မိသောပြည်သား60တို့ကိုမြို့ထဲကခေါ်သွား၍ဘာဘူးလုံရှင်ဘရင်ရှိရာရိပလာမြို့သို့ဆောင်ခဲ့ပြီးလင်ဘာဘူးလုံရှင်ဘရင်သည် ဟာမတ်ပြည်ရိပလာမြို့၌ထိုသူတို့ကိုဒဏ်ပေး၍ကုမျက်လေ၏ ထို့သူယုဒအမျိုးသည်မိမိပြည်မှတိမ့်သွားခြင်းကိုခံရသတည်းနေဘုခနေဇာမင်းတိမ့်သွားသောလူဟုမူကားနန်းဆန်ခုနှစ်နှစ်တွင်ယုဒအမျိုးသား3023ယောက်တို့ကိုတိမ့်သွားလေ၏18နှစ်တွင် လူ832ယောက်တို့ကိုယေရုရှလင်မြို့မှတိမ့်သွားလေ၏23နှစ်တွင် ကိုယံတော်မူနေဘုဇရဒန်သည်ယုဒအမျိုးသား845ယောက်တို့ကိုတိမ့်သွား၏ လူပေါင်းက4600ရှိသည်ယူဒရှင်ဘရင် ရေခေါနိသည်အချုပ်ခံရသောတက္ကရစ်38နှစ်ဒွာတတမလ25ရက်နေ့တွင်ဘာဘူးလုံရှင်ဘရင်အေဝီလက်မရောဒတ် နန်းဆန်ဆာကယူဒရှင်ဘရင် ရေခေါနီကို ထောင်ထဲကနှုတ်၍ချမ်းသာပေးလေ၏။ကောင်းမွန်စွာနှုတ်ဆက်၍သွေးပလင်ကိုဘာဘူးလုံမျိုးမှ အထံတော်၌ရှိသောမင်းကြီးများထံရာပလင်တို့ထက်ချီးမြှင့်လေ၏။ရေခေါနီမင်းသည် ထောင်ထဲမှဝတ်သောအဝတ်ကိုလဲ၍အသက်ရှည်သည်မကာလပတ်လုံးအစင်မပြတ်အထံတော်၌စားတောက်ရ၏။မသေးမီတိုင်အောင် အသက်ရှည်သည်မနေ့ရက်အစင်မပြတ်သူစားစရာဖို့ဘာဘူးလုံရှင် ရင်ပေးသနာတော်မူ၏အာမင် God bless you